စစ်ကောင်စီကယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲတယ်လို့ကြေညာပြီးနှစ်ရက်အကြာမှာတမ69စစ်ကြောင်းတစ်ခုဟာအမ်ဘတန်လန်ယိုမပေါ်မှာအရခတ်တော်အေထိန်ရှုပ်ထားတဲ့နေမြေတွေကိုစစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သတင်းရရှိထားပါတယ်။တိုက်ပွဲဟာဇွန်လ3ရက်နေ့မနေ့ပိုင်းကနေစတင်ပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာဖြစ်တယ်လို့အန်ဒေတာခန်စီရေးသတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။ တမ69ဥဆောင်တဲ့စစ်ကြောင်းတစ်ကြောင်းကအေအေထိန်းရှုပ်ထားတဲ့နေမြေအထည်ကိုဝင်လာလို့အေအေကပြန်လေခုခံတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့အနီးပတ်ဝန်းကျင်ကိုနယ်ရေကန်တောင်ကျောထိန်းနဲ့တောင်ကျောတစ်လျှောက်ကစစ်ကောင်စီတပ်စခန်းတွေကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေပြီးပဒန်းမြို့ဆုံကုန်းအမြောက်တပ်ကနေလည်းလက်နက်ကြီးတွေပစ်ကူပေးနေတယ်လို့သိရပါတယ်။အမ်းမြို့နယ်အပိုင်းနယ်ရေကန်တောင်ကျော် MPD တာဝါတိုင်ကုန်းဘေးပတ်ဝန်းကျင်ကကာကန်စခန်းတွေအလုံးကို မေလ29ရက်နေ့မှာအာရခတက်တော် AA ကတင်ပိုင်နိုင်ခဲ့ပါတယ်။